မင်းတိန်ကကိုရိုင်းဖော်ထုတ်ခဲ့တဲ့မြမကျောက်တက်တာကြီးနောက်ွယ်ကအမှန်တရားဒါကတော့ဆရာကြီးမင်းတိန်ကကိုရိုင်းဖော်ထုတ်ခဲ့တဲ့မြမကျောက်တက်တာကြီးနောက်ွယ်ကအမှန်တရားပဲဖြစ်ပါရဲ့မကြသေးခင်ကမှလှုပ်ခတ်ခဲ့တဲ့ငလျင်ရဲ့တန်ကြောင့်ပြိုကျတော့မယ်လို့နာမည်ကြီးနေတယ် ကြောက်စဲမြေဝကြောက်တတကြီးအားဆိုရင်တော့ထိုးစံသမိုင်းချောင်းတွေကြောင့်မြန်မာပြည်မှာတော်တော်လေးကိုနမိတ်ကြည့်ပြီးတဘာဝလွန်ဖြစ်ရတွေနဲ့လည်းဆက်ဆက်လို့နေပါတယ်ယုတ်ဒီကြကြပြောရမယ်ဆိုရင်တော့တဘာဝတိုင်းဖြစ်ပေါ်နေတဲ့လေးထောင်ပုံတရံကြောက်တုံးကြီးနဲ့အတွင်းအောက်ဘက်မှာတည်ရှိတဲ့လှိုင်းကိုကြီးကြောင့်ဒီနေရာကြီးဟာအရင်ကတည်းကလူပြောများခဲ့တာဖြစ်ပါရင်ဒါအပြင်ခေဆက်ဆက်ထူးဆန်းပြီးဆိုရင်တော့ဇေဒီပြေးတဲ့ကြတဲ့မြမပြည်သားတွေရဲ့ထုံးစံတိုင်းဒီနေရာပေါ်မှာကြောက်စီတွေကြီးဖြစ်ပေါ်ခဲ့ရတာပါ ဒါနဲ့မကသေးပဲနဲ့အရိကြောက်တက်တာနဲ့မနုစာရီနဲ့လက်ပြက်ကြီးကြောင့်ဆရာကြီးမင်းတင်ခိုင်းရဲ့အံ့ဖွယ်ဝိထုတပုတ်လေးထွက်ပေါ်ခဲ့ပါသေးတယ်ဒါကြောင့်ဒီနေ့ရွှေဘူဗီဒီယို channel မှာဆိုရင်တော့ကြောက်တတာစီဒီကြီးနဲ့မနုဆာရီရဆွေဟာအမှန်လားဂျင်းလားဆိုတာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဆရာကြီးမင်းတိန်ခါရေးတဲ့ကြောက်တတာစီဇလန်းမှာဆိုရင်တော့တောင်ပေါ်ကဒီကြောက်တတာကြီးကိုဥစ္စာဆောင်တွေစောင့်ရှောက်ကြကြောင်း တက်သားတွေကယတနာတွေကိုလောဘကြီးတဲ့နှွားចောင်းသားတယောက်ကတွေးလို့ယူရင်းနဲ့အဆောင်ရှောက်တွေကတက်တာပိတ်ချလိုက်တာကြောင့်လက်တစ်ဖက်ပြက်ကျန်ခဲ့ကြကြောင်းဒါအပြင် ဇက်ကောင်မင်းသမီးလေးမနုဆာရီရဲ့အဖြစ်အပျက်ဟာလေအင်မတန်တနာဖို့ကောင်းကြောင်းစာသဖြင့်တွေ့ရပြီးတော့ဒီကြောက်တတကြီးကိုခွင်းနဲ့တော့တော့မြက်သားမျိုးနဲ့ကရွှေမင်းဝင်တောင်ပေါ်ကဈေးဒီမှာရှိရလို့ကြားသိရပါတယ်။ဒါပေမဲ့လည်းစိတ်ကူးရင်ဝတ္ထုကိုခနာဖယ်ထားပြီးလက်တွေ့ကြတဲ့ဖရာသမိုင်းကိုပြန်ကြည့်မယ်ဆိုရင်တော့ပထမအင်းဝါခင်မှာမင်းကြီးစွာကဲကတိုင်ကန်းလေလေရင်းနဲ့အခုကြောက်ဆယ်မျိုးကြီးစုရက်ကတောင်တန်းနေရာစီကိုရောက်ခဲ့တာပါ။ အဲ့ဒီကအဝေးရနေပြိုပြိုပြက်ပြက်လင်းလန့်နေတဲ့ရောင်စင်တစ်ခုကိုတွေ့တဲ့အတွက်အနာကိုသွားရောက်ကြည့်ရှုတဲ့အခါမှာတော့ကြောက်တတနေရမှာဓာတ်တော်ရိရောင်ကြီးတော်ကွန်မြူနီယာတွေကိုဖူးတွေ့လိုက်ရပါတော့တယ်။ဒါကြောင့်မင်းကြီးစွာကလေးဇေဘီတီထားခဲ့ပြီးကြောက်တတဇီဒီရဲလို့အမည်တွင်ခဲ့ပါရီ။ဒါပေမဲ့ဖျားသမိုင်းဆိုရလေဂောဘကတွေရှောင်ရည်တာမလို့ဘေဟာအမှန်လေးဆိုတာပိုင်းစားဖို့ကလေမလွယ်ကူလာပါဘူးနော်။ ဒါကြောင့်ဘယ်သူမှမမြင်ဘူးလိုက်တဲ့မနုဆာရီတကယ်ရှိမရှိဆိုတာဘယ်သူမှသက်သေမထူနိုင်ဘူးလို့ပြောလို့ရပါတယ်။ဒေတာခန်တွေရဲ့ဒီတို့စကားအရလဲကြောက်သက်တာတကယ်စွမ်းမစွမ်းဆိုတာထက်အတွဲအောင်းတဲ့နေရာဖြစ်နေတာမလို့နောက်ပိုင်းမှာအဲရိတကားပေါက်ကိုဖျားလူကြီးတွေဖွဲကဝင်မရအောင်လို့ပိတ်လိုက်တယ်လို့သိရပါတယ်။ကျောက်တသားကြီးကိုကိုရိုင်းလေးလာခဲ့သူတယောက်ရဲ့အဆိုမှဆိုရင်တော့ကျောက်တသားအောက်ခြေမှာလူလူကိုစာဝင်လို့ရတဲ့တကားပေါက်တစ်ခုရှိကအတွင်းဘက်မှာဘာမှမရှိကြ တဲခင်ထားတဲ့တဘာဝကျန်းမြင့်တစ်ခုနဲ့ဈေးရင်းငယ်တစုသားရှိကြောင်းဝတ္ထုရေအတိုင်းရွှေငွေကြောက်တံတွေရှိခဲ့မယ်ဆိုရင်တော့လက်ဦးသူတွေယူပြီးပြီဖြစ်ကြောင်းကြားသိရပါတယ်။ဒါကြောင့်ကြောက်တတကြီးရဲ့ရာဇဝင်ကတကယ်ဟုတ်လားမဟုတ်လားဆိုတာတွေကိုကိုရိုင်းအုံနောက်ကြီးနဲ့ချင်းချင်းတွေးတောကြပါလို့အမှားပိုင်းနဲ့ဒီနေ့ရွှေဘို Channel ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေလားနော်။အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်။ Subscribe like and share ခေါင်းလေးနဲ့အားပေးသွားကြပါအောင်ရှင်။ပြန်လည်ဆုံတွေ့ကြပါဘော။